လူလိုက်ဆိုင်ကိုကြီးရှုနေကြတဲ့ပြည်စင်းပြည်ပါရဟန်းရှင်လူပြည်သူအလုံးဖေးရန်ကကျမ်းမာချမ်းသာကံကောင်းကြပါစေ။ဆန္ဒရသည်ဝါများရဲ့ကံတရားအဆုအကောင်းပြောပြပါ။ယခုအခါမှာယာသည်ဆဝန်တို့တရွွတ်တရွွတ်ပြောင်းလာတာ။၂၀၂၅ဂျွန်လနောက်ဆုံးပတ်ရောက်ပြီဆို။ မကြမီဇူလိုင်လရောက်ပါတော့မယ်အဲ့ဒီခါမှာလူတိုင်းလူတိုင်းဝေးဖွာခြင်းရနေတိတ်ဆုံးခြင်းဆိုတဲ့လမ်းထဲမှာတက်လာရက်နာကြီးအပြောင်းလဲတွေကံတရားတွေဖြစ်နေပါတယ်လောကဓာတ်ဆိုတဲ့ငိုကြွေးခြင်းပျော်ရွှင်ခြင်းချမ်းသာခြင်းကြာဆုံးခြင်းလောကဓာတ်နေ တော်နေတာအဲ့ဒါတွေကိုကျွန်တော်တို့နခတ်ဆိုင်ရာဘေးရင်ပညာကံကြမ္မာနဲ့ကြည့်ရင်အလုံးစုံမဟုတ်တာတော့တချို့တော်တော်များများဘာဖြစ်မယ်ဆိုတာမြင်ရပါအဲ့အဆိုးကောင်းတွေကိုကျွန်တော်ဟောပြတာဖြစ်ပါအဲ့မှာပရိသတ်ကြီး နန္ဒလီတိထားဘူးကတော့အခုလို live ပေါ်မှာဟောနေတာဘာသူဟောဟော ရာတုံးပြည့်မှန်မှန်ပါဘူးကောက်ပင်ရိတ်လီသဘောပါအတားနိုင်ဆုံးဖြော်ပြေးရေးအနေနဲ့ဘဟုတုတအနေနဲ့ရှောင်းရံရှောင်းရံအနေနဲ့85ရာခိုင်နှုန်းမှန်အောင်ကြိုးစားဟောရပါတယ်ဒါလေးသတိထားပါတေချာပေါ့ရာတုံးပြည့်မှန်နေမှန်ခြင်းတော့လူတိုင်းကိုယ်တိုင်ကိုကြတတိနားလဲတဲ့ပညာရှင်စီသွားပြီးတော့မေးပါအဲဒီကြမှာ ွေးနေ့မွေးရက်ဖူလာနေ့နာမည်လက္ခဏာတွားမဲ့အချိန်တွေးမဲ့အချိန်ခွေးတော်တဲ့အကြောင်းအရှင်းပတ်ဝန်းကျင်ကအတိတ်နမိတ်အာရီဟာအခုပေါက်ဆက်ပြီးတော့မှအဖြေထုတ်ရပါတယ်အဲ့ကြမှာဒါလင်းဒါတော့ຢာတုံးပြမမအောင်နော်80လောက်မှန်ပါ90လောက်အဲ့လိုနားလဲဘူးလို့သို့တော်လည်းပဲအခုဟောမဲ့စနစ်က90 65အဲ့လောက်မှန်တဲ့အတွက်ရှောင်မှုတိမ်းမှု ပြင်မှုဆင်မှုကိုယ့်အတွက်အရှင်ပြပါတယ်။ထုံရာဒီဘွားမေထုံရာဒီဘွားဆိုမေ20နှစ်နဲ့ဂျွန်21ကြားမှာမွေးဖွားတဲ့လူတွေဟာမေထုံရာဒီဘွားလို့ခေါ်တယ်။အဲ့မေထုံရာဒီဘွားတွေဟာဂျွန်လ26နဲ့ဇူလိုင်2ရက်ကြားမှာဘဝအသစ်ဆမှာ ဘဝဟောင်းနေရဟောင်းကာလကြာ2023အောက်တိုဘာ28မနက်8:45မိနစ်30ကမှာစီးကန်ထားတဲ့ Yahoo ရဲ့အမှောင်လွတ်ပြီးတော့မေ17မှာလွတ်လာ Sorry မေ17မှာလွတ်လာလွတ်လာတဲ့အချိန်မှာကိုကမေ22နဲ့ဂျွန်27မွေးတာဆိုတော့ Yahoo ဖန်စားခြင်းကလွတ်ပြီးရှင်သာလွတ်မြောက်ခြင်းဆိုတဲ့ဧရိယာဝင်နေတယ်ဝင်ဝင်ချင်းပဲငွေတွေဝင်လာမယ်ဆရာကောင်းတမကောင်းတွေ့မယ် အခက်ခဲကြီးကြော်လွားနိုင်မယ်။ရောင်းနာကြီးထွက်မယ်။ပြောင်းနာကြီးအောင်မြင်မယ်။ချစ်သူတို့လျှောက်တော်လမ်းပြန်သာရမယ်။ကျမ်းမာကြီးကောင်းမယ်။အချိုးပိကံတရားကြီးရလာ။အဲတစ်ဖက်မှာအဟောင်းဇလန်းကြီးကမပြီးရကြီးရှိတယ်။အလားအကူလုတ်ခဲတာလေ။ဘာကြီးလဲဆိုတော့တစ်ငွေပေးငွေယူ။နေ့အချေကြီးတုံဆာမှုပဲ။အလားကြီးရောပြန်လုတ်ရလိမ့်မယ်။အောင်မြင်ပါပဲ။အဲတော့အရာရာကံကောင်းလွယ်ကူဖို့ဆိုရင်စံတော်ရှင်လို့တတ်မှတ်တဲ့ဖရာတော် နေဘူးကကြောက်ပြားတဲ့ငွေလူမယ်ရွှေတင်ကားကပ်မယ်ပန်းနဲ့ရေလူမယ်ဒေါက်လေးဒေါက်မုတ်လေးမုတ်ကောင်းတော်ကောင်းတော်ကသဘကောရမဖရားလေးသူရှိမှထိုင်ပြီးတော့ပရိစိတ်တက်တဲ့ပရိစိတ်ပါဆူတောင်းပါအဲ့ဒါဆိုအရာရာချောမှုတော်ပါလိမ့်မယ်ခွေးတွေခိုးတွေငါးတွေငှက်တွေလွတ်ပြီးပါထောင်လိုက်ချင်းတွေအပြလိုက်ချင်းတွေအပွင့်ဖက်ပါလာတွေနှမျိုးသုံးမျိုးအရောက်ရောတာတွေ ဝတ်ပြီးပါ963ညပတ်လေတနုံးနေအင်္ဂါဗုဒ္ဓဖူးမှာထိုးပါတာမန်တမုတော်တာမန်တမုတော်ခုံတော်ပရိစေဘစိတ်ပြီးပါမေတုံညာဒီပါ မိသားစုတွေဘေးရကြားမှာချမ်းသာကြပါစေ